ယောဟန်အခန်းကြီး20မှာတပည့်တော်တွေကခုနှစ်ရက်မှာနော်ပထမအုပ်ဆုံးနေ့တနင်္ဂနွေနေ့မှာဝင်တော့စီဝေးကြတာကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ယေရှုခရစ်သူအသေးခံပြီးနောက်ပိုင်းရှင်ပြန်အချိန်မှာတနင်္ဂနွေနေ့မှာရှင်ပြန်ထမြောက်ပြီးမှာအဲ့ဒီအချိန်မှာတပည့်တော်တွေကစီဝေးနေကြတယ်။ဆိုတော့အဲ့ညနေမှာသူတို့နဲ့လာတွေ့တယ်။ပြီးတော့ပျောက်သွားတယ်တပတ်လောက်ကြာသွားတယ်။ပြီးမှနောက်တစ်ခေါက်ပြန်လာတွေ့တယ်တနင်္ဂနွေနေ့မှာပဲပထမနေ့မှာပြန်လာတွေ့ပြန်ရော။ဆိုတော့အဲ့ဒါပြောချင်တာကသခင်ခရစ်တော်ကရှင်ပြန်သူရှင်ပြန်ထမြောက်တဲ့တနင်္ဂနွေနေ့မှာသူတပည့်တော်တွေကိုတော့စီဝေးစေချင်တာလားအဲ့နေ့မှာပဲ။ အဲ့ဒါချက်နေပြပြတကယ်အဲ့လိုမဟုတ်ဘူးတကယ်တော့ရေချစ်ခွတော့တောက်ချာနေမှာတေဝါရီဆိုရတယ်တောက်ချာနေမှာလည်းကတပည့်တို့လည်းထွက်ပြေးကြထွက်ပြေးပြီးတော့ရောမလူတွေကြောက်လို့တက်မှာဆိုလို့သူတို့ကိုယ်တိုင်တနေရာမှာသွားစီးဝင်းနေစီးဝင်းနေတဲ့အချိန်ကတောက်ချာနေတွေကစီးဝေးတာဒါပေမဲ့ခရစ်တော်ကရှင်မြန်ထမြန်နေတာ ဖျားသခင်ရဲ့ပြည့်ညတ်တော်အတိုင်းဖြစ်ရမယ်ပြည့်ညတ်တော်အတိုင်းမှာပွဲတော်၃ပွဲမှာပတ္တခါပွဲနေ့ဆိုတာတိုးတငယ်သေးတဲ့နေ့နိစ္စလာ၁၄ရက်နေ့အဲ့ဒီမှာခရစ်တော်သေးတယ်နောက်တစ်ခုကအဇုမပွဲဆိုရက်နေ့ရကျတော့တသိမ့်မဲ့မဟုတ်ပွဲလို့ခေါ်တယ်အဲ့ဒီမှာဥပုပ်နေကိုစောင့်ဝင်ခရစ်တော်ဂူထဲမှာဥပုပ်နေစောင့်တယ်အူတီပွဲဆိုရက်အတိုင်းခရစ်တော်အူတီဖြစ်ရှင်းမြန်ထမြောက်တယ်အဲ့ချိန်တော့နိစ္စလာ၁၄ရက်နေ့၁၅ရက်နေ့၁၆ရက်နေ့ဆိုရက်အခုပြောတဲ့နေ့တွေဒီတောက်ကြနေရဲ့စနေနေ့ရဲ့တနင်္ဂနွေနေ့ကြာအဲ့တော့ခရစ်တော်ရှင်းမြန်ထမြောက်တဲ့နေ့ကတနင်္ဂနွေနေ့ကြာတယ်အဲ့ကြောင့်ရှင်းမြန်ထမြောက်တဲ့ပြီးတော့တပည့်တွေနဲ့သူကတွေ့တယ်အဲ့ညနေမှာသူကတွေ့တယ် ဒါပေမဲ့တကွထူးခြားမှုရှိတယ်ခရစ်တော်ချန်ပီယံထမ်းရောက်တဲ့နေ့နိဆန်လာ16ရက်နေ့ရဲ့အဲ့နေ့တော့တနင်္ဂနွေနေ့ကြပြင်မယ်အခုနိဆန်လာ16ရက်နေ့တည်2020နှစ်မှာလေးမှာတနင်္ဂနွေနေ့မကြဘူးဗုဒ္ဓဦးနေ့ကြတယ်နောက်နေ့ဆိုလို့ရှိရင်တနင်္လာနေ့ကြအရင်နှစ်တောင်းတာတူတူကြကြတနင်္ဂနွေနေ့ကြခဲ့ဒါကြောင့်မလို့ခရစ်ယာန်တွေဒါအကယ်လို့ယေရှုခရစ်တော်ရဲ့ရှင်ပြထမ်းရောက်နေ့ကိုအမတ်တရားလှုပ်ဆင်ခြင်းနဲ့လှုပ်ရှင်နေဆိုလို့ရှိရင်တော့အပတ်တိုင်းတနင်္ပြီးတနင်္ပြောင်းပြီးလုပ်မှရမယ်အဲ့ကြောင့်ဆိုနိဆန်လာ16ရက်နေ့ကို လောက်ရမှာအဲ့ကြောင့်တနစ်မှာတစ်ချိန်ပဲလောက်ရင်လောက်ဂျူကလန်တာကိုကြည့်ပြီးဒါမှမဟုတ်တနင်္ဂနွေနေ့ပဲလောက်နေမှာဆိုလို့ရှိရင်အများတိုင်းမှားနေလိမ့်မယ်ပြောင်းတော့တာအများတိုင်းပြောင်းနေတာဒါကြောင့်မို့တနင်္ဂနွေနေ့ဒီရှင်မြန်ထမြောက်နေဖြစ်တယ်ဆိုရလဲမှားတယ်ရှင်မြန်ထမြောက်နေမဟုတ်ဘူးနိဆန်လား16ရက်နေ့ကလည်းရှင်မြန်ထမြောက်နေဘာကြောင့်လို့ဒါဆိုလို့ရှိရင်တနင်္ဂနွေနေ့လောက်နေကြလဲဆိုလို့ရှိရင်တပည့်တော်တွေလည်းခစ်ပြီးသွားတယ်ယေရှုခရစ်တော်ရဲ့ခစ်တပည့်တော်တွေလည်းခစ်ပြီးသွားတဲ့ခါမှာဒီယောမ empire ဒီ constantine the great ကဒီ empire မှာ christian တွေကများပြားလာမှာများပြားလာတဲ့ကကျတော့ဂျူးတွေလည်းရှိတယ်တပါးမျိုးသားတွေလည်းရှိတယ်တနေ့တရက်ထဲကိုပေါင်းစည်းဖို့ရုပ်ထုစင်သူကိုးကွယ်တဲ့သူတွေနဲ့လည်းပေါင်းစည်းဖို့သူတို့ရဲ့နေဖျားနေ့ဆိုရက်ဒီ sunday နဲ့ဒီဂျူးတွေရဲ့နေစနေနေ့မှာအစတော့နှစ်ရက်ကိုကိုးကွယ်တယ်နောက်ပိုင်းမှာကျတော့ဘာပေါ်ပူလာဖြစ်လဲဆိုတော့ sunday ကပိုပြီးပေါ်ပူလာဖြစ်သွားဘာကြောင့်လဲဆိုတော့ဂျူးတွေက crypto ကိုတတ်ခဲ့တာဒါကြောင့်မို့ဂျူးစောင့်ခဲ့တဲ့ဥပုံတွေကိုမစောင့်အောင်ဆိုတော့ empire constantine အပါဝင်အဲ့မှာရှိတဲ့အသင်းတော်တွေကိုယ်တိုင်မှာအမိန်ထုတ်လိုက်တာအဲ့ရကနေစပြီးတော့ဂျူး ပူပုတ်ဆိုပြီးတော့စနေနေ့ကိုမဆောင်တော့ပဲနဲ့ဘာပဲဆောင်လဲတနင်္ဂနွေနေ့ကိုဝိပုစီဝေးရဲ့ပွဲနေ့တခင်ဖျားနေ့ဆိုတော့ဆက်လက်ပြီးဆောင်ထင်းကြတယ်။ဒါပေမဲ့အဲ့ဒါမီယိုပလာနေ့ဖြစ်နေတကယ်တော့လေခရစ်တော်ထမြောက်တဲ့နေ့မဟုတ်ပြန်။ဒါဆိုလို့ရှိရင်အဲ့ဒီခရစ်တော်ကထမြောက်သွားတယ်။ထမြောက်ပြီးတော့တပည့်တွေနဲ့ညနေပိုင်းမှာလာတွေ့အစောကြီးတက်စီးဝင်နေတာသူကတွေ့ပြီးတော့ခရစ်တော်က9ရက်ပျောက်သွားတယ်။ပျောက်သွားပြီးနောက်ထပ်တပတ်တနင်္ဂနွေနေ့မှာလာတွေ့တယ်။ပထမရှင်မြန်ထမြောက်တဲ့နေ့မှာကျတော့တပည့်တွေထဲမှာသောမတ်မပါဘူး။ ပြောက်သွားပြောက်သွားပြီးခါမှာဟာတောမတ်စ်ကခရစ်တော်မင်းတို့နဲ့တွေ့သွားဟဲ့လားငါတော့မယုံပါငါထိမှယုံမယ်ဆိုတော့နောက်ထပ်ဒီရှေ့ရမြောက်နေဆိုတော့တနင်္ဂနွေနေ့မှာခရစ်တော်ပြန်လဲကြွားလဲကြွားလာတောမတ်စ်ကသူပါနေပြီတောမတ်တောမတ်ရှိတယ်တောမတ်ရှိတဲ့ခါမှာခရစ်တော်ထိလိုက်တယ်ဒါခရစ်တော်ဖြစ်တယ်ဆိုတော့သူကယုံသွားတယ်အိုက်ထီခြင်းမထီခြင်းနဲ့ပတ်သက်ပြီးအိုက်ခွန်ရဲပြောက်သွားအရာအရေးကြီးတယ်အဲ့တော့အိုက်ခွန်ရဲပြောက်သွားအရာကျွန်တော်ရှင်းပြမယ်ဘာကိစ္စခွန်ရဲပြောက်သွားပြီးမှရှေ့ရမြောက်နေမှာပြန်ပေါ်လာတယ်ဘယ်ဟိုရောက်သွားတယ်ဆိုတော့ ဲ့တော့ယေရှုခရစ်တော်ကအဲ့ဒီရှင်မြန်ထမရောက်နေမှာယေရှုနဲ့ပထမဆုံးမာရိကလာတွေ့ရကမာရိကိုငါ့ကိုလည်းလာမထိနိုင်ဘူးလေ။ဘာကြောင့်အဖခမီးတို့စီသွားအောင်လဲ။ပြီးတော့ရှင်အဲ့ဒီညနေမှာတပည့်တွေနဲ့တွေ့ရကမှာတောမတ်မပါမထိဘူး။ထိမဲ့သူမရှိဘူး။ဘသူမှထိချင်းမခံမနေကောင်းဝင်ရောက်သွား။ဘာကြောင့်လို့ထိချင်းမခံလဲဆိုတာပြပြမယ်။လူသေးကောင်တကောင်ထိမိပြီဆိုလို့ရှင်အဲ့ဒီလူကမစင်ကြဲဘူး။ယေရှုရဲ့အလားဘသူကထိစားမာရိကထိခဲ့တယ်။ဒါကြောင့်မာရိကသူ့ကိုလာမထိခိုင်းဘူး။ဘာကြောင့်လဲသူအဖခမီးတို့စီကိုတန်ရှင်းလေးရနေသွားမှာ။ သူအဖခမီးတော်စီကိုအဲ့တင်းငွေနဲ့ညက်နေမှာတက်သွားတဲ့အခါမှာအဲ့အဖခမီးတော်ပလင်နဲ့အဖခမီးတော်ဘေးနားမှာအသက်ကြီးသူ24ပါရောက်နေပြီသားဖြစ်နေ။ဗျာလေးကျန်အခန်းကြီး၄နဲ့အခန်းကြီး၅ကိုပြောတာ။ အဲ့တကြီးသူ24ပါဘသူလဲဘယ်ကနေရောက်လာလဲဆိုတော့ယေရှုခရစ်တော်တောက်ကြံနေအသေးခံသွားတဲ့ခါမှာတေပြီးွားနေခူးသိမ်းကြီးနေပွင့်သွားတယ်ပွင့်သွားတဲ့ခါမှာအသက်ကြီးသူ24ပါရှင်မြန်ထမြောက်သွားတယ်ရှင်မြန်ထမြောက်ပြီးတော့ကောင်းကင်ကိုရောက်သွားတယ်မြို့လေးကိုလာတွေ့လိုက်တယ်လူတွေနဲ့တွေ့လိုက်တယ်ပြန်ပြီးတော့မှကောင်းကင်ကိုရောက်သွားတယ်ဘာကြောင့်အဲ့အသက်ကြီးသူ24ပါကိုရှင်မြန်ထမြောက်ဖို့လိုလဲဆိုလို့ရှင်အဲ့အသက်ကြီးသူ24ပါဓမ္မရာဆိုပြီးတော့ပထမဆောင်အခန်းကြီး24မှာဒါဝိဒ်ကသူ့ရဲ့ဒါရှောလမုန်တီးမဲ့ဗိမ့်မယ်မှာရေပရိုက်အဖြစ်စောင့်ရရမယ်ရေပရိုက်24ရောက်ကိုခန့်အပ်ခဲ့တာအဲ့ခန့်အပ်ခဲ့တဲ့24ရောက်ခရစ်တော်ပြန်ခန့်အပ်တာ ။ဘာကြောင့်လဲဆိုတော့လဲလျက်ရှိတော့ဒါဝိတ်ကတဲတော်ကိုလည်းပြန်တိဆောက်ဖို့ဒါဝိတ်ကအနယ်တွေကပေါ်ပေါက်လာမယ်လို့ပြောတယ်။ဒါဝိတ်ကတဲဗိမ့်မှန်တော့ပျက်စီးသွားတယ်။ဒါပေမဲ့အဲ့ဒါကိုပြန်တိဆောက်ဖို့ဆိုလို့ရှိရင်ခရစ်တော်က ဒါဝိတ်ရဲ့အနွယ်လေးကနေဆင်းသက်လာ။သူကနေပြန်တိစားဖို့ထိုက်တန်နေသူ။ဒါကြောင့်မလို့အရင်တော့ရေပရဟိတ်တွေခရစ်တော်ပြန်ပြီးတော့ကောင်းကင်မှာသွားခန့်လိုက်တယ်။ဒါကြောင့်မလို့ခရစ်တော်ပျောက်သွားတဲ့ခုနှစ်ရက်ဒီဘာပွဲလဲဆိုရင်ရေပရဟိတ်ခန့်အပွဲလို့ခေါ်တယ်။ဘာကြောင့်ခုနှစ်ရက်ကြာလဲဆိုတာပြောမယ်။အဲ့တော့အဲ့အသက်ကြီး24ပါအလယ်မှာဖာကင်ပြီးတော့လက်ထဲမှာပြားလေးကျန်းထဲမှာဆိုလို့ရှိရင်တစိမ့်ခုနှစ်ချက်ပါတယ်စာကြောင်ကိုင်းတိုင်း။အဲ့တစိမ့်ခုနှစ်ချက်ကိုလည်းဖွင့်ဖက်ဖို့ဘယ်သူထိုက်တန်လဲလို့ကောင်းကင်တမန်ပြောတယ်။ ထိုက်တန်တဲ့သူမရှိဘူးလို့ပြောတယ်ဒါပေမဲ့လည်းမပူနဲ့တဲ့ဒါဝိကဲအနွယ်တဲကယူရချင်းတဲ့ရထိုက်ဖွင့်ဖက်ဖို့ထိုက်တန်ပြီဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာဘသူပေါ်လာဆိုတော့အဲ့အသက်ကြီးသူ24ပါအလယ်မှာအသေးသက်ချင်းခံရပြီးတကယ်ဆိုတိုးတငယ်အခုမှအသက်ချင်းခံပြီးွားတာတောက်ကြနေတဲ့အသက်ချင်းခံပြီးတော့တင်းငွေညနေမှာရှင်းပြန်ထမြောက်တာအဲ့တိုးတငယ်ရေရှိခွေတော့အဲ့တုန်းကပေါ်လာပေါ်လဲပေါ်လာပြီးတော့ဖခင်ကြီးတို့တစိမ့်တွေကိုဖွင့်ဖက်တာဖွင့်မဲ့အချိန်မှာအသက်ကြီးသူ24ပါဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကလည်းလူမျိုးမျိုးဘာသာစကားအသေးသေးရှိတဲ့သူတွေကြရမယ်ရှင်ဘရင်အရာရစ်ပရော့အရာမှာရွေးကောက်တဲ့ကိုရော မြင်္ဂလာရှိစေတတိဆိုတိုးတငယ်ကိုဂုဏ်ပြုကြတယ်။ချီးမွမ်းကြကိုးကွယ်ကြ။အဲ့ဒါဘာလို့ဆိုပြလဲဆိုတော့ရေပရိုဟိတ်ခန့်အပွဲသူတို့ကခန့်လိုက်တာ။အဲ့ချိန်မှာသူတို့ရေပရိုဟိတ်အဖြစ်ခရစ်တော်ပြန်ပြီးတော့ခန့်လိုက်တာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြပြမယ်။ဝိပြကြအခန်းကြီး9နဲ့30မှာမောရှေကအာရုံနဲ့သူ့ရဲ့သား၄ယောက်ကိုရေပရိုဟိတ်အဖြစ်ခန့်အပ်တဲ့အခါမှာတဲတော်ထဲမှာဘယ်နှရက်နေကြလဲဆိုတော့9ရက်နေကြတယ်။အရင်ဆုံးတိုးစိတ်ဂျူနာကိုလေပထမနေ့မှာပူစော်ခိုင်းပြီးတော့တဲတော်ထဲမှာ9ရက်နေကြတယ်။9ရက်ပြီးတော့မှသင်တို့ရေပရိုဟိတ်ဖြစ်မယ်လို့ပြောတာ။အဲ့ဒီတိုင်းရေပရိုက်ခန့်အပ်ပွဲဆိုတာဒီတိုင်းဖြစ်လို့မရအော်တိုဒိန်းမတ်တစ်ရေပရိုက်ဖြစ်လို့မရပြင်ဆင်ရခန့်အပ်ပွဲဆိုတာရှိရတယ် ဟိုအသက်ကြီးသူ24ပါတဲ့အော်တိုကြီးဒိန်းဆိုတော့ရေပရိတ်ဖြစ်လို့မြင်။အဲကြောင့်ယေရှုခရစ်တော်ကခုနှစ်ရက်ပတ်လုံးကောင်းကင်မှာဒစိခုနှစ်ချက်ကိုသွားဖွင့်တာ။အဲဖွင့်တဲ့အချိန်မှာအသက်ကြီးသူ24ပါရှိတယ်ရေပရိတ်ခန့်အပေါ်ခုနှစ်ရက်လုံးခံရတယ်။ပြီးတော့မှပြန်ဆင်းလာခရစ်တော်ပြန်ကြွလာတဲ့နေရာဘယ်နည်းဖြစ်နေလဲဆိုတော့၈ရက်မြောက်နေဖြစ်တယ်။တနင်္ဂနွေနေ့ဖြစ်တာ။အဲကြောင့်မို့ယေရှုခရစ်တော်ပျောက်သွားခြင်းနဲ့ပြညတ်တိကျအနာဂတ်တိကျအကုန်လုံးစောင့်ထိန်ဖို့ယေရှုခရစ်တော်ကပျောက်သွားခြင်းဖြစ်တယ်။နောက်တစ်ခုပြပြမယ်။ရေပရိတ်ဆိုတာကျမ်းစာထဲမှာ လေးခုအမျိုးအနေပဲပေါက်ွားလာခရစ်တော်ယူရာမျိုးဖြစ်နေခရစ်တော်ယူရာမျိုးဆိုလို့ရှိရင်ယေဘုဟိတ်ကျွန်တော်တို့ကမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကခရစ်တော်ယုံကြည်ပါခရစ်တော်အပြင်ပေါက်ွားခြင်းခံလာပြီးတော့ဖျားသခင်ယေဘုဟိတ်အမျိုးမဖြစ်နိုင်ဘူးဖျားသခင်ယေဘုဟိတ်အမျိုးမဖြစ်လို့ရှိရင်ဖျားသခင်ကောင်းကင်ဘိတ်မှန်နေတော့ဝင်လို့မရဘူးကောင်းကင်နိုင်ငံသားမဖြစ်နိုင်အဲ့တော့ခရစ်တော်ကယေဘုဟိတ်အရာဆိုတော့ယေဘုဟိတ်ပွဲကိုခံမရရမှာဒါပေမဲ့ခရစ်တော်ယူရာမျိုးသူခံလိုက်တဲ့24ပါးဆိုတော့လေးခုအမျိုးယေဘုဟိတ်ဖြစ်တယ်ခရစ်တော်ကဆိုတော့ယူရာမျိုး ယေဘုဟိတ်ဖြစ်ဖို့ဆိုလို့ရှင်ဖျားသခင်ယေဘုဟိတ်အနွယ်ကိုလေဝိအမျိုးတွေကနေမဟုတ်ပဲထမ်းရွက်လို့ရတဲ့အနွယ်တစ်ခုရှိတယ်အဲအာဗရန်လက်ထက်မှာရှိတယ်ဆယ်ဖို့တဖို့ပေးလိုက်တယ်မလခိစေတက်လို့ခေါ်တယ်မလခိစေတက်နီးသူယေဘုဟိတ်အရာခရစ်တော်ယူလိုက်တာအဲ့တော့ကျွန်တော်တို့ကမလခိစေတက်ဆိုတဲ့ခရစ်တော်အပြင်ပေါက်ပွားလာယေဘုဟိတ်အနွယ်တွေဖြစ်တဲ့ခါကျတော့ဖျားသခင်ကဒုတိယအကြိမ်ပြန်ကြွလာတဲ့ခါမှာကျွန်တော်တို့ကောင်းငင်ဂျေရုဆလင်မြို့ကိုခေါ်ဆောင်ပြီးတော့ကျွန်တော်ကယေဘုဟိတ်အဖြစ်ရှင်ပြန်ပြီးဖျားသခင်အမှုတော်ဆောင်ရွက်နိုင်မှာဖြစ်တယ်ဒါကျွန်တော်ကဲတင်ချင်းစီမံကိန်းကိုလုပ်ဖို့ယေရှုခရစ်တော်အရင်ဆုံးတိုးစိတ်ဂျိုးနွားကိုဖြစ်လက်ဝါးကတည်းကအသေးခံပြီးတော့ယေဘုဟိတ်ခံအပွဲကိုသွားခံတာဖြစ်တယ်ဆရာဒါကြောင့်ခုနှစ်ရက်ကပျောက်သွားအဲ့လို ဖြစ်စကောနီယာနော်သူပြောက်ရတာအကြောင်းရင်းနေရလဲတော်တော်အရေးကြီးရနော်ဆိုတော့အဲ့ဒါကြောင့်မာရီကိုလည်းလာမထိခိုင်းဘူးပြီးရသူရှေ့ရမြောက်မှာနော်သူပြန်ရောက်လာတာတနည်းနည်းလေးပြန်ဖြစ်ပြန်ဒါပေမဲ့ခုနအဲ့တော့ပြန်ထိလို့ရတယ်ဒါထိလို့ရတယ်တွေ့ပြီးွားရခုနရပတ်ဟုတ်ကြပါတော့အဲ့တုန်းကတော့ပထမတော့တော့မဆန့်ရှင်လို့ငေါ့လာမထိလေးနဲ့ပေါ့နော်အဲ့ခုနရပတ်လုံးမှာတစိမ့်ဖွင့်ခဲ့တဲ့ယူပါယုံကိုဘသူ့ကိုပြန်ပြခဲ့တယ်ဆိုတော့80 90လောက်ရောဟန်ကိုပြန်ပြခဲ့တာအဲ့တော့ဖြစ်ခဲ့အကြောင်းရဟုတ်တယ်ဆိုတော့ဒီမှာစိတ်ဝင်စားကြတာခုနဥပုံနေရလဲဆရာပြနိဆန်း16ရက်ဖြစ်ရမယ်ဟုတ်တယ်ဆက်လေးရ အစုမနော်14ရနော်ပတ်သက်ကားပွဲပတ်သက်ကားပွဲ15ကျတော့လေတဆေမဲမုံအစားပွဲ16ကျတော့အူသီးပွဲဆိုအူအူသီးဆိုတခင်ခွတ်တော်ကအူအူသီးမှာရှင်ပြန်ရမယ်ဆိုတော့တခင်ခွတ်တော်ကတော့နိဆန်16ရက်နေပေါ့နိဆန်လား16ရက်နော်16ရက်ဆိုတော့ဒါပေမဲ့နှစ်တိုင်းကရက်ကြီးပြောင်းသွားတယ်ပေါ့16ရက်16ပဲတနင်္ဂနွေကျတယ်တနင်္ဂနွေကျတယ်ပေါ့နော်တနှစ်ပြီးတနှစ်ရက်ပြောင်းသွားနိဆန်လား16ဆိုတော့ဆိုတော့အဲ့ဒီရှင်ပြန်ထမြောက်တဲ့အဲ့ဒီရက်ကိုကတော့တနင်္ဂနွေနေ့ဖြစ်တယ်အဲ့နှစ်မှာတော့ဒါပေမဲ့တော့နိဆန်16ရက်ဆိုရင်တော့အဲ့နှစ်ကိုတကယ်စောင့်မယ်ဆိုရင်တော့တနှစ်တခါ တော့တနင်္လာလဲစောင်းအောင်မှာရှိမယ်အင်္ဂါလဲစောင်းအောင်မှာရှိမယ်စနေလဲစောင်းအောင်မှာရှိမယ်နော်ဒါပေမဲ့တို့ကြမပြောင်းတော့နော်ဟုတ်ကဲ့တနင်္နေဥပုပ်စောင်းတဲ့လူတွေကြတော့ဟုတ်တယ်အဲ့ဒါကိုတနင်္ကနေနေ့ကအမြဲတမ်းရှင်းပြန်ထားမြောက်နေကြမယ်ဆိုပြီးထင်ပါတယ်နိဇလန်16ရက်နေ့ဆိုတော့တကယ်တော့တရပြီးတရတလာပြီးတလာဆိုရက်ကပြောင်းပြောင်းပြောင်းသွားတာကလင်ဒါမမတူတာဂျူးကလင်ဒါနဲ့အခုတုံးတဲ့ဂရီဂိုရီယန်ကလင်ဒါနဲ့မတူတဲ့ခါကျအမြဲတမ်းပြောင်းနေအဲ့ဒါကြောင့်တနင်္ကနေနေ့ကလည်းအမြဲတမ်းရှင်းပြန်ထားမြောက်နေမကြတဲ့ခါကျတော့မားနေတယ်မားနေတာသွားပြီးတော့โอเคဟုတ်ပြီ ဘယ်နောက်ခုမေကွန်းနဲ့ဆက်ဆက်သွားမှာနော်ဆိုတော့တမန်တော်ပေါ်လူအောင်ဥပုပ်နေနဲ့သူသူ့စီမှာရှုပ်ထွေးတာရှိလာမှုလေဥပုပ်တွေသူတကယ်စောင့်ခဲ့သလား